ဒီစစ်မှုရဥပဒေကိုမနေ့ဒါ2024ဖေဖော်ဝါရီလ10ရက်နေ့အထုတ်ပြန်ပြီးနောက်ပိုင်း match law service တို့လူသစ်စုဆောင်မှုကြီးစလုပ်တယ်အဲဒီတော့တော့ဒီရက်ွက်မျိုးအားလိုက်အဲသူတို့အကျုံးဝင်တဲ့လူတွေစင်းကောက်ပြီးတော့မှမဲနိုင်တာအဆန္ဒပြုတော့တာမျိုးတွေပေါ့နော် delivery တွေတစ်ဆင့်သူတို့အပစင်ကတပစင်လူ9000ခေါ်မယ်လူ9000တောင်းစုမယ်ဆိုပြီးတော့သူတို့လောက်ဆောင်လာရှိတယ်အဲတိရဟောပေါ့နော်ပြန်လေးလာဆောင်ကြည့်ရတော့ဆိုအပစင်1နှစ် ့3လောက်အထိတော့သူတို့ဒီဇာနာကောက်တာတွေအဲဟိုအချုံးဝင်တဲ့လူတွေဟိုဗောဓမဲနိုင်တာမျိုးတွေ ਨੇ သူတို့စူဆောင်တဲ့အခါမှာတော့အဲပတ်စံ3လောက်အထိတော့သူတို့သူတို့လူလာတဲ့လူ9000ဝန်းကျင်လောက်အထိကြောင်းစုနိုင်တဲ့အနေအထားရှိတယ်ဗောနော်ဒါပေမဲ့နောက်ပိုင်းမှာဒီစစ်မှုထမ်းဆင်းလာတဲ့လူတွေကလည်းအကုန်လုံးဒီဘက်ခြေတန်းကိုပဲပို့တဲ့တရင်တွေကလည်းပို့ပြီးတော့ခြေပြလာတယ်တကယ်မြေပြင်မှာလည်းသူတို့ရတဲ့လူတွေကိုလည်းစင်တန်းဆင်းတာနဲ့ခြေတန်းတက်တယ်ပဲပို့လာတာကိုပို့ပြီးတော့ တွေ့လာတဲ့အခါမှာလည်းမြို့ရလူထုလူငယ်တွေကြားမှာလည်းအဲမဲနှိုက်တာမျိုးတွေအစနာပြုတော့ဟိုဘောနောမဲနှိုက်တာမျိုးတွေလူသားတို့တိုက်တာတွေသိပ်မရှိတော့ဒီအချိန်လေးကြုံလာတဲ့အခါမှာသူတို့မရမကအတင်းချက်ပြည့်မီအောင်အစုတော်မျိုးတွေလှုပ်ဆောင်လာတယ်နောက်တစ်ချို့ကနောက်တစ်ခုကတော့ဒီလက်အောက်ခံတရင်တက်ဖွဲ့တွေတက်နေတွေကိုဒီလူကြီးသူတို့လူလာတယ်နော်ခွဲတန်းလူတွေကိုလည်းအဖီယာပေးပြီးစွန်းလာတယ်ဟိုတုတ်ဆောင်လာတယ်ပေါ့ဒီအချိန်လေးမှာကျတော့ကျတော့ဒီလက်အောက်ခံတက်ဒီမှာလည်းအဲတာဝန်ရှိအောက်မှာ ဒီစစ်မှုနဲ့ဆက်ဆံရေးအခွင့်အရေးမှာလည်းပို့ပြီးတော့ PR ရှိလာတဲ့အခါမှာသူတို့အဲသူတို့လူပြစ်မိကိုပို့ပြီးတော့လှုပ်ဆောင်လာတယ်လောက်တော့တဲ့အခါကျတော့ဒီဟိုပါပုံစံမျိုးစုံနဲ့ဟောတရားမဝင်ကောအဲပေါ်တာခွဲဖန်ဖန်စီတော့အဲပုံစံမျိုးစုံနဲ့ဒီအတင်းတမဖန်စီစုဆောင်မှုတွေပို့ပြီးတော့တွေ့လာရတယ်အဲဒီလန်ကီသွားတာတွေကိုစစ်စီးအဲရင်းနဲ့လူငယ်တွေကိုဖန်စီတော့အဲပုံစံမျိုးစုံနဲ့ပေါ့နော်သူတို့ပြတ်တော့ဒီအပတ်စဉ်၄၅နောက်ပိုင်းမှာဆိုရင်ဒါကျေပြက်ပြက် ပိုတွေ့လာခဲ့တယ်ပေါ့အခု2024ကုန်ကနေ2005ဆိုရင်ဟာတမျိုးရရက်ွက်တည်တဲ့အထိကိုအဲဖန်စီခေါ်ဆောင်မှုတွေတွေ့ရပေါ့နော်ဒီအသက်ရငယ်ရတဲ့လူတွေကိုပါပုံစံပြေစုံနဲ့ဖန်စီခေါ်ဆောင်မှုတွေပို့ပြီးတုံ့ပြန်လှုပ်ဆောင်လာတာကိုလေအခုတို့တွေ့နေရတယ်ပေါ့နော်အဲ့မှာတင်ဒီလိုဖန်စီတဲ့ခါမှလည်းသူတို့တည်နေတယ်ဘာလို့လဲဆိုတော့အပတ်စဉ်အခုစစ်မှုတန်းတင်တန်းဆင်းတွေကိုပြန်ပြီးလေ့လာကြည့်တဲ့အခါမှာတစ်ပတ်စဉ်တစ်ပတ်စဉ်ကိုဒါ9000 ပထမအရင်ဒီလေးတောင်ရေးဖွဲ့တွေကပြောတာပေါ့နော်တပတ်စဉ်၄တောင်နဲ့၄တောင်ကကြာလောက်ပဲရှိတယ်လို့သူတို့ပြောဆိုခဲ့တာရှိတယ်အခုပြန်ကြည့်တဲ့အခါမှာ၅တောင်ကျော်တဲ့အပတ်စဉ်၄တောင်မှာအခုတို့တွေ့ရတယ်ပေါ့ကျွန်တော်ဒီ၅တောင်ဒီအားလုံးဟာစရာပြူတွေလည်းမဟုတ်ဘူးနေရာပေါင်းစုံမှာအတင်းကျပ်အဲဖန်စီခေါ်ဆောင်တာနာမစစ်စစ်ဖန်စီစုဆောင်တာအတင်းမှအပေါ်တော်ဆက်စုဆောင်မှုတွေအများစုဖြစ်တယ်ပေါ့နော်ဒါကတော့သူတို့လူသူတို့လိုလားတဲ့လူကရဖို့ပဲဥတီဆောင်ရလာတဲ့အခါပေါ့အောက်ရှိမှာပုံစံမျိုးစုံနဲ့ ဖန်စီလုံဆောင်မှုတွေဥပဒေမဲ့လုံဆောင်မှုတွေပို့ပြီးကျေပြလာတာလို့တော့ကိုတို့ပြောလို့ရပါတယ်ဒါလည်းအများကြီးဆက်ဆက်နေတယ်လို့အခုလိုပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီပေါ်တီကလူညွှန်ရေးဥပဒေထုတ်ပြန်လာပြီးအဓိကအကြောင်းရင်းဟာတရုတ်ဘက်ကအဆိုပြုလာတဲ့အခြေအနေကနေမှပေါ်ထွက်လာတာလို့လည်းကိုလိုပြောလို့ရနိုင်တယ်။ကျွန်တော်တရုတ်ဘက်ကလည်းဒီနှစ်နိုင်ငံပေါ်တော့ဘန်ဂျူအော လုပ်ဖို့ဒီအလုံးကြီးအစိုးပြုလာတာကိုဟောပြီးခဲ့တဲ့လာပိုင်းငွေကြေးကတွေ့လာတဲ့ခါမှာအဲသူတို့ဒီဥပဒေမထုတ်ပြန်ခင်မှာစစ်ကောင်စီဘက်ကလည်းဒီဥပဒေရဲ့အနေအထားတွေကိုလေ့လာဆန်းစစ်ဖို့ဆိုပြီးတော့သူတို့ဖွဲ့စည်းလှုပ်ဆောင်ခဲ့တာတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာပဲအခုတိတ်မကြောက်ဒီအ мян သောဒီပုဒ်ကလုံးကြီးဥပဒေကိုထုတ်ပြန်လာခြင်းဖြစ်တယ်ဒါဟာအဲတရုတ်ဘက်ကအစိုးပြုလာခြင်းပေါ့နော်နောက်တစ်ခုကတော့တရုတ်ကုမ္ပဏီတွေတရုတ်ပုဒ်ကလုံးကြီးကုမ္ပဏီတွေအဲဝင်ရောက်လာနိုင်အောင်ကူပေါင်းဆောင်နိုင်အောင် လမ်းကြောင်းဖွင့်ပေးလိုက်တဲ့လမ်းကြောင်းဖွင့်ပေးဖို့အတွက်စီစဉ်ထုတ်ပြန်လိုက်တဲ့ဥပဒေလိုလည်းကိုလိုပြောလို့ရနိုင်ပါလားအများကြီးဆိုရင်စရာရှိတာပေါ့နော်ဥမာအဲဒီဥပဒေကြောင်းရပြန်ကြည့်မယ်ဆိုရင်လည်းဒါအောင်မှာအာနေ2000ချစ်ဒါစစ်ကောင်စီကန်ဆယ်တာ2000ချစ်ဖွဲ့စည်းဖို့အခုအချိန်ဥပဒေမှာဆိုလဲဒီကိုနိုင်ငံရဲ့ဘောနော်အာမြန်မာနိုင်ငံရဲ့ရေးမြေအဲဘိုင်နက်ပေါ်မှာဒီနိုင်ငံသားတက်ဖွဲ့တွေ လုံးဝခြားထားခြင်းမပြုအောင်ဆိုတာဒါဥပဒေမှာသူတို့ပါရှိပြီးတော့ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါထားပြီးသားဖြစ်တယ်ပေါ့နော်အဲဒါတော့ဒါကြောင့်ဘလို့ပုံစံနဲ့ပဲဝင်လာပြီးဖြစ်စီဒါကအဲဟိုဒီဖွဲ့စည်းပုံနဲ့မညီဘူးဆိုတော့အညီနေသားအများကြီးပြန်လဲစစ်ကြောရမယ့်အနေထားတွေဟောပေါ့နော်ဟိုဖွင့်ဆိုဟိုပေါ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အဲဘလောက်ဒီကိုင်ညီမှုရှိလဲဆိုတဲ့ဟာတွေပြန်ပြီးတော့ကြည့်ဖို့လိုပဲထင်တယ်ဥပဒေအနှစ်သာရဆိုရင်ဒါလုံးဝဟို ဒါ GPU office ဆိုတာလောဝန်ညီညွတ်စရာအကြောင်းမရှိနိုင်ဘူးเนาะဒါပေါ့နောက်ချက်ကပေါ့နိုင်ငံရဲ့လုံခြုံရေးပေါ့ဒီလုံခြုံရေးပြည်ပလုံခြုံရေးအခုဆိုရင်ဒါကိုတို့ထင်တယ်ဒီဥတွေရဲ့နောက်ဆက်တွဲနေနဲ့အဲတရုတ်လုံခြုံရေးကုမ္ပဏီတွေတစောစောနဲ့များလာနိုင်တယ်ပြီးအလားတူဥမာဒီကုမ္ပဏီဒီကုမ္ပဏီတွေဖွဲ့စည်းမှုကိုပြန်ကြည့်ရင်တော့ဥမာပေါ့ဟိုဒီမြန်မာနိုင်ငံသားပေါ့နော်မြန်မာနိုင်ငံသား85ကျခင်တော့ပါမယ်နိုင်ငံသားပြည်ပအဲတက်ခွေဝင်မဟုတ်တော့အဲ လူမျိုးဝင်နှောင်းတွေက25ရာခိုင်နှုန်းပေါ့နော်ဒါလူအရေးတော့ကဒီလိုရှိပြီမယ်ဆိုမယ်ဒီအိုအိုမနီတခုရဲ့စီမံခန့်ခွဲမှု authority ရောအဲဟိုဒီဆက်ဆက်လုပ်ငန်းတွေအကုန်လုံးကဒီ feedback ကုမ္ပဏီရပဲအပြေဝစီမံလုံဆောင်မှုတွေကြီးကြပ်မှုတွေရှိမယ်ပေါ့နော်ဒါတော့သူတို့ရဲ့မူဝါဒတွေစီမံလုံဆောင်မှုတွေဟာနိုင်ငံရဲ့တစားစားနဲ့ကျေပြတ်လာတဲ့အခါကိုယ်နိုင်ငံရဲ့လူသားလူမျိုးရေးအဲမူဝါဒတွေပေါ်မှာအများကြီးတက်ရောက်မှုတွေရှိလာနိုင်တယ်နောက်တစ်ချက်ကဒီလိုလူမျိုးရေးကုမ္ပဏီတွေလည်းကဘာတလောမှာဆိုလဲမပြောင်းကြည့်မယ်ဆိုရင် တက်ဆန်အနေမြေဒေသဒေသခံတွေအကြောင်းမှာ prefect တွေ conflict တွေအဲဒီလိုတက်ရောက်မှုတွေပြီးဒေသခံတွေပေါ်မှာဟိုဝင်ရောက်ဟိုစစ်ဖက်အဲနောက်ကျဒီဟာကြီးလဲဥပမာအာဖရိကလို့ဟာမျိုးတွေမှာဆိုအများပြားကြားရတယ်ဥပမာ Russia ဘက်မှာဆိုလဲအခုလို Wagner လို့အဖွဲ့တွေဆိုလဲဒါသူတို့တာဝန်ထမ်းဆောင်တဲ့အဲပူပေါင်းဆောင်တဲ့နေမြေဒီမှာအနေမြေကန်ဒေသတွေပေါ်မှာအများကြီးပြဿနာချတဲ့လိုကိစ္စရတဲ့ရှိရှိတယ်ပေါ့ကျတော့ဟိုနိုင်ငံက prefect တွေများနေတဲ့အချိန်မှာချုပ်ထွေးနေတဲ့အချိန်မှာဒီလိုဘူးအဲပြပအင်အားကြီးနိုင်ငံတခုရဲ့လုံခြုံရေး ပုပ်ကိကအမေရိကန်လုံခြုံရေးကုမ္ပဏီတွေဝင်ရောက်လာခြင်းဟာဟိုဒေတာခံပြည်သူလူထုရဲ့လုံခြုံရေးရောအနှနိုင်ငံလုံခြုံရေးဆက်ဆံရေးအနေအထားရောနိုင်ငံတော်ရဲ့လုံခြုံရေးကဏ္ဍတွေပါအများကြီးတက်ရောက်လာနိုင်တယ်။ဒသုံးတရာဖြစ်လာတဲ့အခါမှာဖြည့်ချင်းရခက်တဲ့နောက်ဆက်တွဲနိုင်ငံရဲ့လုံခြုံရေးအကျိုးဆက်တွေကိုအများကြီးထိခိုက်တာနိုင်တယ်လို့တော့အခုလိုပြောလို့ရနိုင်တယ်အဲအဲ့ဒါတော့ပြန်ကြည့်မယ်ဆိုရင်တော့ဟိုအဲ့အဲ့ဒီကလာကတော့ဒီ အဲဒီမြန်မာပြည်မှာပုံပြီးကလုံခြုံရေးဆန်လက်နက်ကင်ဆောင်ဝင်ဥပဒေလည်းမရှိတော့ဘူးဟိုဘောနောတူးချင်း သူတို့မှာဟိုလက်နက်ကင်ဆောင်ခွင့်အဲလိုင်စင်တွေလည်းချုပ်ထားခြင်းရှိမရှိရတော့ကိုလိုချင်းလည်းမသိရဘူးဘောနောအဒီအချိန်လေးတော့ရှိတယ်ဘောဒါပေမဲ့ဒီဒီစစ်ကောင်စီတက်လာပြီးနောက်တစ်ပိုင်းမှာတော့2023နှစ်ကုန်လောက်ဖြစ်မဲ့ထင်တယ်သူတို့ဒီပုံပြီးကတူးချင်းလက်နက်ကင်ဆောင်ခွင့်အဲလိုင်စင်ချုပ်ထားနိုင်တယ်ဆိုတဲ့ဟာတွေကိုခွင့်ပြုမယ်ဆိုတော့အသေးဝင်ဒါတော့တူးချင်းဘောနောတူးချင်းလုံခြုံရေးဆန်ရလက်နက်ကင်ဆောင်ဖို့ဒါလည်းသူတို့ ဒီစစ်ကောင်စီရဲ့ထောက်ကနဲ့ဖွဲ့စည်းတွေတကယ်ဟိုချင်းချင်းမှုအနေရှိနိုင်တဲ့လူပုဂ္ဂိုလ်တွေတောင်းဆိုမှုကနေတဖြည်းဖြည်းနဲ့ဒီဥပဒေထွက်လာအထင်ပါတယ်။ဒါပေမဲ့သို့တော်လည်းမြေပြင်မှာတော့ကျေပြင်းပြန်သူတို့မလုဆောင်နိုင်ပေမဲ့လို့အဲဒီဥပဒေကိုထုတ်ပြန်လာတာရှိတယ်။အခုလည်းအခုထပ်ဆင်းပြီးတော့ဒါပုံပြီးကလုံခြုံရေးကုမ္ပဏီတွေဟိုဟောပေါ့နော်ဟိုဟိုဥပဒေကထုတ်ပြန်လာတာပေါ့။အဲ့တော့ဒီအကျိုးဆက်အနေနဲ့တော့အခုအဲပြည်ပကုမ္ပဏီတွေတရုတ်ကုမ္ပဏီတွေဝင်လာနိုင်တဲ့နေ့တူပြည်တွင်းမှာလည်းအခုလိုယူဆရတယ်ပုံပြီးကလုံခြုံရေးကုမ္ပဏီတွေလည်းအဲပေါ်ထွက်လာနိုင်တယ်ပေါ့။အထူးဖြစ် ဲဒီဥပဒေရဲ့ဒီလုံခြုံရေးဝန်ထမ်းတာဝန်ထမ်းဆောင်မှုဖွင့်ဆိုချက်တွေကိုအရေးရှင်းဖွင့်ဆိုချက်တွေကိုပြန်ကြည့်မယ်ဆိုရင်စစ်သားဟောင်းတွေရဲသားဟောင်းတွေပဲဒါအဲဟိုထမ်းဆောင်ရတဲ့အနေအထားပေါ့ညတော့ဒီစစ်သားဟောင်းရဲသားဟောင်းတွေစုဖွဲ့ပြီးတော့အဲလုံခြုံရေးကုမ္ပဏီတွေလည်းပြည်တွင်းလုံခြုံရေးကုမ္ပဏီတွေလည်းပေါ်ထွက်လာနိုင်တယ်အကြတော့ဒီဟိုပြန်ချုပ်ပြောရရင်တော့ဟိုဒီအရင်ဥတ္တစံသားတို့ဖြစ်တဲ့အနေအထားမှာတော့အခုထင်တယ်အဲ့ဒီတော့ပုတ်ပြီးကအဲတူးချင်းလက်နက်ကင်တော်မှုဒိုင်စင်တွေလည်းအဲ ခြောက်ထားတာမျိုးမရှိတာလည်းခွင့်ပြုမိမရတာလည်းဖြစ်နိုင်တယ်အဲ့ဒီတော့ဒီပုံပြီးကလူညွှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ဖွဲ့စည်းခွင့်ပြုထားတဲ့အခြေအနေတော့မရှိဘူးနော်ဒီအခုလက်ရှိမှာသာလေဥပဒေထုတ်ပြန်လာဖြစ်တဲ့ဒီဥပဒေအောက်မှာတော့အဲတရုတ်ပြည်ပကုမ္ပဏီလည်းဖြစ်လာနိုင်တယ်ပြည်တွင်းမှာလည်းအဲဆက်ဆက်တဲ့အဲလူညွှန်ရေးကုမ္ပဏီတွေအစုအဖွဲ့တွေပေါ်ထွက်လာနိုင်ပြီလို့တော့အဲကိုလိုလိုမြင်အဲချုပ်မြင်မိတယ်ပေါ့နော် ကြောပြင်းကောင်းစင်နဲ့တခုတည်းတော့ပြောလို့မရနိုင်ဘူးထင်တယ်။ဘာလို့လဲဆိုတော့တို့ဒီအဲဒီအောင်ရက်စစ်ကြောင်းကမနစ်က2024ဧပြီလောက်တည်းကဒါတို့ဒီမြောက်ဒီတချို့ပြန်သိမ်းနိုင်ဖို့ဆိုပြီးတော့တို့အတဲအတန်ထိုးစစ်အဲအစင်လုံးဆုံးတော့အခုချင်းဒီကိုဒါတစ်နှစ်ပြည့်တော့မယ်တို့အဲတော်တော်ရည်ကွန်ကိုဒါလုံးဝမကြော်နိုင်ဘူးပေါ့နော်။ဒီပုံမှာလည်းဒီ KNL တခွေတွေရောကိုယ်ကစစ်ကြောင်းတွေရောဒီအပြည့်ဝအာပိတ်စုတားဆီးနိုင်တဲ့အခြေအနေမှာတော့ရှိအောင်ပေါ့နော်။ဒါမှမဟုတ်လည်းအဲသူတို့ဘက်မှာလည်းကိုလိုထင်တဲ့ အဲဆက်ကစားဘက်မှာလည်းအခုလက်ရှိဆိုရင်စစ်မှုထမ်းအင်အားတွေကအဲသူတို့အပတ်စဉ်အခုဆိုရင်အပတ်စဉ်ချစ်တီတော်မှာဆင်းတော့မယ်ပေါ့နော်အပတ်စဉ်ခုန်ထိဆင်းလာနိုင်ပြီးလူ၃000ခွဲလောက်တော့သူတို့အင်အားဖြည့်လာနိုင်ပြီပေါ့နော်ကျွန်တော်ဒီအင်အားအများပြားကိုလည်းအခုတို့ထင်တဲ့နကိုဒီတိုက်ခိုက်ရေးခြေနေတရင်တွေမှာအင်အားနှစ်ဆလောက်ထိအဲသူတို့တိုးမြင့်ပေးလာနိုင်တယ်အဲကျွန်တော်ဒီအခုလက်ရှိအောင်စရစစ်ကြောင်းမှာပုံမှန်တိုက်ခတ်နေတဲ့စစ်ကြောင်းတွေမှာလည်းသူတို့အင်အားအဆမတန် အဲသူတို့ဖြစ်ပြီးလာနိုင်တဲ့နေသားကြီးတယ်ဗောနအင်အားတွေပို့ပြီးတော့တွင်းမြင့်လာနိုင်တယ်အခုလဲသူတို့ဒီ corporate တို့မှာအင်အားတဲ့နေခေအောင်စုဖွဲ့ပြီးတော့မှာပုံစံမျိုးစုံနဲ့ဒါကိုဖောက်ထွက်နိုင်မှုအဲဒီဒီဘောနော်ဒီဒေါ်နတောင်ချိုးကိုသူတို့စုမှုထွင်းနိုင်မှုသူတို့အဲတွန်းတိုက်တိုက်လှုပ်လာတယ်လို့ကိုတို့ယူဆနိုင်တယ်ဘာကြောင့်လဲဆိုတော့အဲသူတို့လဲဒီဒီဟိုမှာတော့ဒီ corporate မြောက်ကြီးလမ်းမှာပါမနဥမာပေါ့ပြန်ချုံပြောနေရန်ကုန်မြောက်ကြီးကုံသွေးလမ်းကြောင်းကိုသူတို့ပြန်ပြီးစုမှုကျင်တယ်ဒီကုံသွေးလမ်းကြောင်းကိုသူတို့ထိန်းချုပ်ပြန်ပွင့်ချင်တဲ့အနေထား အာဒါမြင်ရတယ်နောက်တစ်ခုကလည်းဒီနေဆက်မြို့နယ်ကြောင်မှာနေမြေစိုးမိုးထိန်းချုပ်မှုလည်းအပြည့်အဝပြန်လိုချင်တဲ့အနေထားရှိတယ်ပေါ့နော်ကျွန်တော်ဘာလို့ဆိုတော့ဒါအတိတ်ကိုစီးပွားရေးရောစီးရေးရောတော်တော်လေးဒါအကြီးပါတဲ့အနေထားမှာရှိနေတယ်လို့ပြောလို့ရတယ်ဒါကြောင့်ဒီတစ်နှစ်နီးလောက်ကြာတဲ့အထိကိုဒီစစ်စင်ရို့သူတို့အခုချိန်ဒီကိုဟိုပါနော်စင်ငယ်စင်ငယ်ပြောင်းလဲပြီးတော့ထပ်ထပ်ဖြည့်ပြီးတော့ဒါလုံဆောင်နေခြင်းရှိတယ်လို့ဖြစ်တယ်လို့တော့ကိုတို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာပြန်ပြီးဟိုချော့မတွက်အောင်ပါသူတို့လူရင်းဟာ ဒီစစ်မှုထမ်းဆင်းဖြစ်ပြမယ်လို့သူတို့သိတယ်အဲဒီအင်အားကိုအင်အားဖြည့်ချင်းအားဖြင့်ဒီတော်လိုင်းအင်အားစုတွေကိုပြန်ပြီးတစ်ဖက်လေးနဲ့ပြန်ချွေလို့ရတယ်ဆိုတာသူတို့ဟောနားတယ်ဒါကြောင့်တော့ဟိုသူတို့ဖိပစီစီနဲ့လုပ်တယ်ကွာအလားတူတစ်ဖက်မှာလည်းဒီတော်လိုင်းအင်အားစုတွေရဲ့အားနာချက်ကိုသူတို့ပြန်ပြီး review လုပ်တယ်လို့အကူတို့ဟို သိရှိနားလေရတယ်။ဘာကြောင့်လဲဆိုတော့အမဒီတော်လိုင်းအရာစုတွေဘလို့လှုပ်ချားလဲဘလို့သူတို့ဖြတ်တောက်နေလဲဆိုတော့သူတို့ review လုပ်တယ်။လုပ်ပြခါမှာအောက်ခြေတက်တီကိုဖိအားပြီးတော့မှအောက်ခြေတက်တီကဒါကိုသုံးသက်ပြီးတော့မှကောင်တာပြန်လုပ်လာတဲ့ဟာတွေကိုအခုလိုကြားနေရတယ်။ဥပမာပေါ့ဒီဒီ scan ခုံးတွေကာကင်းခုံးတွေဆိုသူအင်အားဖြတ်ထုတ်လိုက်တယ်။ခဏယာယီပဲဖြတ်ထုတ်လိုက်တယ်။အမတော်လိုင်းအရာစုတွေလာတိုက်ပြီးဆိုတဲ့အချိန်မှာအသူတို့ချက်ချင်းပြန်ဆုပ်တယ်။အဲပြီးလက်နက်ခဲရန်တွေနဲ့အဲဟိုဒီဟိုပေါ့နော်ပြန်မြှားပြီးတော့မှလူအမဲ့ချွေတယ်ပေါ့နော်အဲ့ဒီမှာသူတို့အဲ mine တို့ဘာတို့ ထောင်းတယ်ပြီးရင်အပေါ်မှာ drone လို့ခေါ်မလဲကောင်တာလုပ်တယ်အဲ့မဲ့တော်လိုင်းအင်အားစုတွေကအဲ scan ကခင်းတကုန်းတိုက်တယ်စကားစဆုတ်သွားတယ်အင်အားစုတွေကဝိုင်းလာတယ်အဲ့မဲ့ mind ထိတာမျိုးတွေပြီးရင် robot နဲ့အချိန်ခိုက်လှုပ်တာမျိုးတွေကိုဒီလိုပြောင်းလဲကျင့်သုံးလာတဲ့အနေအထားကိုတွေ့တယ်အဲ့တော့သူတို့မှလည်းဒီအဲဟိုပေါ့ဒေါနာတောင်ကိုမရမကဖြတ်နိုင်မှုတွေ viewer တွေပြောင်းလဲကျင့်သုံးနေတာကိုကိုတို့တွေ့ရတယ်အဲ့တော့စကားစကားဒါဘာကြောင့်အသေးအတန်လုံနေတဲ့အနေအထားမှာတွေ့နေရတဲ့အတွက်ကိုတော်လိုင်းအင်အားစုတွေနဲ့ပေါ့စားဘူးလို့လေသူပြောင်းလဲကျင့်သုံးနေတဲ့ view တွေကိုပြန်သုံးသပ်ပြီးတော့ကိုက စနစ်ကျကောင်တာလုပ်နိုင်မှုလိုတယ်ပေါ့ဒါမှမဟုတ်ဘူးဆိုရင်သူ့ရဲ့အင်အားသုံးအမျက်ရွှေမှုတွေမှာကိုယ်တည်းစုံတရာထိခိုက်တက်ရောက်လာနိုင်တယ်ဒါတွေကတော့ကိုလိုမပေါ်စားတင်ဘူးလို့တော့ကိုချုပ်မြင်တယ်ပေါ့နော်အဲဒါတော့တစုံတရာလုံးကိုမသိထားတော့ပြောရခက်တယ်ပေါ့နော်အဲထို့တော့သိရတဲ့ဟိုကို nebes ကိုရပြောမယ်ဆိုရင်တော့အများကြီးလိုအပ်နေတယ်လို့တော့ခလိုပြောလို့ရနိုင်တယ်။ဘာကြောင့်လဲဆိုတော့ဒီ အဲသူတို့ထိထိဆက်ဆံ review လုပ်တယ်လေချီကောင်းချင်နေမလားတော့ကိုအတိအကျမသိရတဲ့ပြောရခဲ့တယ်ဥမာဘာကြောင့်ဒါကိုပြောချင်တာလဲဆိုတော့ဟိုဒီဒီဖြစ်စဉ်တချို့ကိုတို့သွားတွေ့တယ်ဗောထိခိုက်တဲ့ဟာလေးနဲ့ဖြစ်စဉ်တွေကိုပြန်ပြီးတွေ့တဲ့အခါမှာဥမာဘလော့ဒီ review မရှိလဲဆိုတော့ဒီလိုစကန်ကုန်းနေမှာဥမာဗောအဲသူတို့ကစကားစအခုဘလို့သုံးလဲဆိုတော့ RPG ဒီတော်လိုင်းအင်အားစုတယောက်ကြောက်ဖို့အရေးကိုသူ RPG ၃လုံးလောက်ပြစ်တာတော့မှတယောက်ကြောက်ဖို့မသေးကြအောင်ဗောဒါဟုတ်သူတို့ကသိတယ် တိတဲ့ခါကျတော့အခုဘလို့လို့လဲဆိုတော့ကာကင်းကောင်းတကုံးမှာအဲသူတို့တက်ထိုင်လိုက်တယ်လူ၄၀ယောက်လောက်နဲ့အဲဒီကော်ပိုရိတ်စစ်ကြောင်းပဲဖြစ်ဖြစ် KNL တော်လိုင်း PDF ပဲဖြစ်လာတိုက်တဲ့အချိန်မှာစုပ်ပြေးတယ် RPG ဘုံဒီ၃လုံးလောက်ထားခဲ့လိုက်တယ်အဲ့ကဲအဲဒီတော်လိုင်းအင်အားစုကြီးအထောက်အသေးတာပေါ့နော်သူနဲ့မလန်မကန်ဝင်ချက်မှာမိုင်းဒါမှမဟုတ်အပေါ်မှာ drone နဲ့အသင် ready ဆောင်တယ်အဲ့မဲ့သူတို့ RPG ဘုံဒီလာပြီးတော့သူတို့တော်လိုင်းအင်အားစုကြီးဘာကြိုက်လဲဆိုတော့သူသိတယ်ဒါဆို ခိုးဘက်တစ်ဖက်ကဒါကိုသုံးသက်နေတာပေါ့အားနှစ်ချက်ကိုသုံးသက်နေအဲ့ချိန်မှာဒီအာမဂျီသုံးနီးသုံးလုံးလောက်ပေးလိုက်ရပြီမဲ့လူတစ်ယောက်နှစ်ယောက်ထိသွားတယ်ဆိုတော့သူတို့အများကြီးအကျိုးမြတ်အရှိတယ်ပေါ့နော်အဆိုလိုရင်းကတော့ဒီလုံဖြစ်စဉ်ကတဏှာတည်းမဟုတ်ဘူးအခုတို့အဲမကြာခဏတွေ့ရတယ်လို့ဟိုတတိထားမိတယ်ပေါ့နော်အကျတော့ကိုဘက blog review လုပ်တယ်ဆိုတော့အခုအသေးစိတ်မသိတဲ့အတွက်ပြောရတော့ခက်တယ်သို့တော်လည်းဒီလိုမျိုးဖြစ်စဉ်တွေကိုတော့ကောင်းကောင်း နမူနာပြင်းကို review လုပ်တဲ့နဲ့သူတို့ကျင့်သုံးနေတဲ့ပြောင်းလဲလာတဲ့ scenery view ကကိုကဘယ်လို counter တံပြန်မှုလိုရတယ်သူဘာတွေပြောင်းလဲကျင့်သုံးနေလဲဆိုတော့အဲသုံးသက်ဖလေပေါင်းဆက်ဖို့တော့လိုရတယ်သုံးသက်ဖလေပေါင်းဆက်နိုင်မယ်တံပြန်လုံးဆောင်နိုင်မယ်ဆိုရင်တော့ကိုယ့်ရဲ့ CA အတားအဝန်ကိုတည်တဲ့ပို့ပြီးတည်တာမြင်လာတဲ့အရွေးတွေပိုရတာနိုင်စီမယ်လို့တော့အခုတော့မြင်နေပေါ့နော်ဒီလိုမျိုးအကြံပြုချက်အေးတကယ်ဒီစီးရေးစမချက်ဆွေးပြီးလုပ်ပြီးဆိုရင်တော့ တိတ်မကြခင်တော့အချိန်ကာလအတွင်းမှာဒီစစ်သွေးတို့ကြောက်ပြလို့လဲမောင်းလို့လဲအေလောက်ကိုအနှီးနဲ့မြန်ရောက်ကြည့်လိမ့်မယ်လို့တော့ခုတို့အဲယူသွားတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အေမှာတိုက်နိုင်တဲ့အင်အားကောပြီးတော့ကောင်းမွန်ပြည့်စုံလုံလောက်တဲ့စင်နီပြူဟာတုံးတက်မှုရောရှိတယ်ဆိုတာကဒီတပြီလုံးတစ်ခိုင်တပြီလုံးအများစုကိုတင်ပိတ်ထားတဲ့အခြေအနေတွေကိုပြန်ပြောင်းကြည့်ရင်ဒါမြင်နိုင်တယ်ပေါ့နော်။အဲ့တော့ဒီဥမာပေါ့ခုတို့ပြီးခဲ့တဲ့ဒီဇင်ဘာ20ရက်နေ့ဒီအန်ကိုမျိုးကိုအဲဒီအန်နာပခစစ်ဌာနချုပ်ကိုတပ်ပြီးတဲ့အချိန်မှာ အဓိကဟိုပါစစ်တွေဒါပြည်နယ်မျိုးတော့ဖြစ်မယ်အဓိကကြီးတဲ့အဲကြီးတဲ့အများပြအခြေစိုက်ထားတယ်နောက်တစ်ခုကကြောက်ဖြူပေါ့နော်ဒါကနိုင်ငံတကာကြီးနေဥမာတရုတ်ရင်းနှီးမြှုပ်နှံမှုစီးပွားရေးလုပ်ငန်းတွေပင်လယ်ရင်းနှီးစေကအဲလုပ်ငန်းတွေအများကြီးအခြေစိုက်တဲ့နေရာဖြစ်တယ်အဲ့တော့ဒီနေရာကိုသူချောက်ခွင်းပြီးတော့အဲပြည်နယ်အများစုကိုသူတင်ပတ်ရောက်ပြီးတဲ့အခါမှာသူဘာထုတ်ပြန်လာလဲဆိုတော့သူအနေနဲ့တစ်နှစ်ကျော်ကြာအစစ်အစင်တိုက်ခိုက်ထားပါပြီအများကြီးလဲစေရေးအချိန်ကိုဟို ဆိုတော့အရေးမြစ်တီရောနေပြည်တော်ပြန်လဲအခြေချအဝဘောခြေတီအောင် လုပ်ဖို့ရောအသူလိုရတဲ့ခါမှာသူမထုတ်ပြန်လဲဆိုတော့သူနိုင်ငံကြီးနဲ့ဆွေးနွေးဖို့အသင့်ချတယ်ဆိုတော့ပေါ့အဲသူနိုင်ငံကြီးသူတို့လီဒန်ကိုပြစ်လာတယ်အလားသူတစ်ဖက်ထဲမှာပဲဒီလိုမျိုးဟိုဘောနော်ဒီနေမြေတွေကိုအဲအေးရဲ့ယူဆကတို့ချွတ်မြင်ရဆိုရင်တော့ဒီနေမြေတွေကိုသူနိုင်ငံကြီးနဲ့ညှိနှိုင်းလို့ရနိုင်မလားအပြည့်အစည်အုံကြည့်ပဲနဲ့သူလှုပ်ဆောင်လို့ရမလားဆိုတော့သူအဲသူ့ရဲ့အဲလူလားချက်သဘောထားအောင်ထုတ်ဖို့သူတစ်ဖက်ကလည်းအဲမဖြစ်လာခဲ့ရင်သူတစ်ခါတည်း နော်လိုအပ်တဲ့စီးရင်းနှီးပြူဟာပြင်ဆင်ပြောင်းလဲမှုတွေတက်နေရွှေပြောင်းပြောင်းလဲမှုတွေတပြိုင်တည်းလုံးနေတယ်လို့အခုတို့ယူဆတယ်ပေါ့နော်ဒါကြောင့်သာလဲသူဒီမှာအဲစစ်တွေ need white တွေပြီးရင်အခုကြောက်ပြူ need white တွေမှာသူလိုအပ်တဲ့တက်အပြောင်းချွေစီးနှီးပြူဟာတွေပြန်လဲ review လုပ်တယ်လို့အခုတို့ဟိုရှုမြင်သုံးသပ်ခဲ့တာကြည့်တယ်ပေါ့နော် အခုလဲအမအချိန်ပေါ့ဒါဒါတလာကွဲတော့အဲသူတို့အချိန်ယူပြီးတဲ့အခါမှာသူတို့တက်တီတက်ချွေရောလိုအပ်တဲ့စီးနှီးပြူဟာမြေပြင်နေထားတဲ့စီးနှီးပြူလိုအပ်ချက်တွေရောသုံးသပ်ဖလှယ်ပြီးသွားပြီးအဲမြေပြင်နေမှာ အားလုံးကြိုတင်ပြင်ဆင်ပြီးသွားတဲ့အခါမှာအဲသူတို့ဒီဟိုစစ်စပြီးတော့ဒီသူတို့တပြည်လုံးကိုရောက်နေဆိုတော့အေးရပြောဆိုထားပြီးလည်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အသင့်ဖြစ်နေပြီအသင့်ဖြစ်နေတော့အခုစပြီးတော့အဲဒီလက်ကျန်နေပြီတော့စစ်သွေးကြောက်ဖြူကိုထားသိမ်းယူနိုင်ဖို့အတွက်သူတို့စစ်ဆန်းနေပြီပေါ့နော်ကျွန်တော်သူတို့ကအလွယ်ကူရချင်းခဲ့သည်သူနိုင်ငံနဲ့ညီနိုင်လို့ရခဲ့သည်ဖြစ်စေမရခဲ့လို့စည်ရရပြီးလောက်ရမယ်ဖြစ်စေသူတို့ဟိုသူတို့ကြီးမားကြတဲ့အကောင့်ထဲပေါ်အောင်းမြေအကောင့်ထဲပေါ်နိုင်ဖို့လှုပ်ဆောင်သွားလိမ့်မယ်လို့တော့ ို့တို့ချွတ်မြတ်တယ်ဗောနအဲ့တော့တိတ်မကြခင်ဆေးရတုတ်ဆောင်နေဆိုရင်လည်းတိတ်မကြခင်ဒီဒေတာတွေဟာအေးလက်ကိုအနှီးနဲ့အမြန်ရောက်သွားလိမ့်မယ်လို့ပဲကိုတို့ချွတ်မြတ်တယ်ဗော